ကျောက်ဖြူမျိုးနယ်ကကျောက်ဖြူရန်ကုန်ကားလမ်းမပေါ်မှာတည်ရှိတဲ့ပြိုင်းစစ်ကေရွာအနီးမှာအရခတ်တော်အေးနဲ့စစ်ကောင်စီတို့အကြတိုက်ပွဲတွေပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ကျောက်ဖြူရံပြဲရန်ကုန်ကိုသွားတဲ့ကားလမ်းမပေါ်မှာအမတ်30နှစ်နဲ့အနီးဆုံးပြိုင်းစစ်ကေရွာအနီးနားမှာမက်ရှလာ29ရက်နေ့မနက်ပိုင်းကစတင်ကအင်အား200လောက်ပါတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အေးအေးတို့အကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့မြေပြင်စီရေးသတင်းရင်းမြစ်တွေကပြောဆိုပါတယ်။ စစ်ကောင်စီရဲ့အင်အား200လောက်နဲ့ရေတရင်ဖက်ကနေစစ်ကြောင်းထိုးတက်လာတာဖြစ်ပြီးမနက်ပိုင်းကနေညနေပိုင်းအထိတိုက်ပွဲတွေအဆက်မပြတ်ဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကပြောကြပါရယ်တိုက်ပွဲအတွင်းအဲ့ဒီစစ်ကြောင်းကိုဥဆောင်လာတဲ့အမတ်32ရေတပ်ရင်းကဗိုလ်အဆင့်ရှိသူအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့တရားရရှိခဲ့ပြီးကြောက်ဖြူဆေးရုံကိုပို့ဆောင်ထားတယ်လို့လဲစီရီတရင်ရင်းမြစ်အမျိုးသားတယောက်ကနရင်စရာကိုပြောပါရယ်ကြောက်ဖြူမြို့နယ်မှာ အေအေရဲ့ထိုးစစ်ဟာအမှတ်32ရေတက်ရင်ရဲ့မိုင်းဝက်ခန့်အကွာကိုရောက်ရှိလာနေတာဖြစ်ပါတယ်